အယောက်တိုင်းအင်ကူမြို့နယ်အတွင်းကတစ်တော်ကျိုးဟိုင်းအတွင်းမှာရှိတဲ့အဖိုးတန်တစ်တွေကိုတစ်တော်ရဲအရာရှိတွေနဲ့ဒေသတစ်မှောင်ခိုးတွေကနေ့စဉ်ခိုးထုတ်ရောင်းချနေတယ်လို့ဒေသခံတွေကပြောပါတယ်။ကွင်းကောင်ကျောင်းကွင်းအုပ်စုတိုင်းတရာကြီးရွာတိုင်းတရာချောင်းမကြီးပကွင်းချောင်းအတွင်းရှိထိုတစ်တွေကိုကားနဲ့တယ်ဆောင်ပြီးတစ်ခွဲဆက်တွေကိုပို့ဆောင်ကခိုးထုတ်ရောင်းချနေခြင်းဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီလိုတစ်တွေကိုတရားမဝင်ခိုးယူရောင်းချနေတဲ့သူတွေဟာ တတရာကြီးရွာကဦးတိုးဒေါ်မမမိုးစောဦးအေးတာရကဦးကျော်သူလှိုင်နဲ့ကြီးရွာအုတ်ချုပ်ရေမူကြီးတာဖြစ်သူဦးတိုးတို့တို့ဖြစ်ကြတယ်လို့ဒေသခံတွေကဆိုပါတယ်တက်ဆိုင်ရာလူကြီးတွေကလည်းဘာမှမပြောဘဲထားကြတယ်ခုတ်ချင်တယ်လို့ခုတ်အဖိုးတန်တစ်တွေကိုခိုးထုတ်ရောင်းချနေတာပါမက်စလာကိုရဲ့နေကတစ်ကွက်သွားတဲ့လမ်းတွေကိုဖြတ်ထားတယ်ဒါပေမဲ့မက်စလာစနေရနေ့မှာဘက်ဖိုးချောင်စီနဲ့ပြန်ဖို့ပြီးပေါ်ပေါ်တင်တင်ခိုးထုတ်နေကြတာဖြစ်တယ်လို့ ကျောင်းဝင်းအုပ်စုမှရှိတဲ့ဒေသခံတို့က AIW တိုင်းကိုပြောပါရတယ်။အဆိုပါတစ်တကိုမကြီးပင်ကွင်းခုံကြီးညောင်မင်းသာတလိုင်းခုံကြီးရွာမှာရှိတဲ့တစ်ခွဲဆက်တွေကိုနေရောညမှာပို့ဆောင်ပြီးခွဲစိတ်ရောင်းချနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါရတယ်။ခွဲစိတ်ရောင်းချနေတဲ့အမျိုးအစားတွေထဲမှာအဖို့တန်တင်များဖြစ်ကြတဲ့ကျောင်းပြင်ကရိုတစ်တွေအများစုပါဝင်ပြီးတနေ့ကိုကားအစီရေ25စီးဝန်းကျင်နဲ့ခိုးထုတ်နေတာလည်းဖြစ်တယ်လို့ဒေသခံတွေကပြောဆိုပါရတယ် အဲ့ဒီလိုတရားမဝင်တစ်တေကိုနေ့စဉ်ခိုးထုတ်ရောင်းချနေကြပြီမဲ့စစ်ကောင်စီလက်အောက်ခံဒေသခံအာဏာပိုင်များကမျက်ကွယ်ပြုထားကြတယ်လို့ဒေသခံတွေကပြောပါရယ်ပြည်ခဲ့တဲ့2024ခုနှစ်ကလည်းအေကဘူမြို့နယ်တစ်တော်ကျိုးဝိုင်းအတွင်းကတစ်တွေကိုစစ်ကောင်စီတပ်နဲ့ပူးပေါင်းခိုးထုတ်နေကြစင်ပါပဲတင့်မောင်ခိုးကားနဲ့ဆိုင်ကယ်တိတ်မောက်ပြီးလူနှအူးသေဆုံးမှုဖြစ်ပွားခဲ့ပါသေးတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာအေရဝတီတိုင်းနဲ့ရခိုင်ရုံးမှထိစပ်နေတဲ့ကျွတ်ဆိုင်ခင်းတွေအပြင် တစ်တော်ကျိုးဝိုင်းအတွင်းမှာရှိကြတဲ့ဘိုးတန်တစ်တွေကိုတစ်တော်အုတ်ချုပ်ရင်မူစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေနဲ့တစ်မောင်ခူတွေပူပေါင်းပြီးတွင်တွင်ကျကျတစ်ခိုးထုတ်ယူမှုတွေလှုံ့ဆောင်လာကြတယ်လို့ဒေသခံတွေကပြောဆိုပါတယ်